အပိုင်း983ရဲ့အစားမှာတော့လူဖီရိုပင်လေထဲမှာစံကြီးကိုကယ်ဖို့ခရီးဆက်နေခဲ့ကြပါတယ်။ဒါပေမဲ့အားလုံးကစားလောင်လုံးနေတာကြောင့်အားမရှိကြတော့ပါဘူး။ဘရိုကတော့ငါ့မှာကြားစရာအသားမရှိပေမဲ့အလေးချိန်နေကြနေပြီလို့ညီးတွားနေခဲ့ပါတယ်။အဲဒီအချိန်ပက်ဒရိုကအားလုံးရွက်လင်းမှုပြောလိုက်ကြပေမဲ့မလုံနိုင်တော့ဘူးဆိုတဲ့အားလုံးရဲ့ပြန်ဖြေတံကိုလည်းကြားလိုက်ရပါတယ်။ဒါကိုကြည့်ကနာမီကဒီတိုင်းဆိုရင်ဟိုးကိတ်ကျုံးကိုရောက်တောင်ရောက်နိုင်မှာမလားလို့တွေးလိုက်ပြီးသူမကိုယ်တိုင်လည်းဘိုက်စာလို့လဲကြလူနီနီဖြစ်နေခဲ့ပါပြီ။ဒါကြောင့်လူဖီကပြန်ထိန်းထားပေးလိုက်ပါတယ်။ လူဖီကိုယ်တိုင်လည်းစာလောင်နေခဲ့ပေမဲ့လူဖီကတော့စာလောင်မှုကသူ့ကိုအနိုင်မယူနိုင်ဘူးလို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဆန်ဂျီကိုတင်ခေါ်လာတဲ့တင်းမောကဘိတ်မောင်းမြင့်နေမိတဲ့ကိုဝင်ရောက်လာခဲ့ပါပြီ။အဲ့ဒီအချိန်ဆက်သွယ်ရေးဖုန်းခရုကနေလည်းစက်တိုက်မိနေတာကြောင့်ဆန်ဂျီကဒါပါလေးလို့မိလိုက်ပါတယ်။တာမာကူကတော့ဒါကသူတို့အနေနဲ့မောင်မရဲ့နေမိတဲ့ကိုရောက်လာပြီဆိုတာကိုသတင်းပေးထားလိုက်တာလို့ပြောပြလိုက်တော့ဆန်ဂျီကတစ်ဖက်မှာရှိနေတဲ့တပ်သားတွေကိုမြင်ပြီးဒီအထိရောက်လာတာလားလို့မိလိုက်ပါတယ်။ဒါကိုကြတော့တာမာကူကမျက်စိကောင်းတဲ့ဆန်ဂျီကိုချီးကျူးလိုက်ပြီး ဒါကမမရဲ့ Tartan 88လို့ပြောလိုက်ပြီးတကယ်လို့ဝင်လာတဲ့တင်းမောကမားမြက်တင်းမောမဟုတ်လို့ရှိရင်သူတို့ကဖြက်စီးပစ်လိုက်လိမ့်မယ်လို့ပြောပါရီအဲ့နောက်တာမာကူကစန်းကြီးကိုခေါင်းမှမနေနဲ့တော့လို့ပြောကမင်းသမီးကိုလက်ထပ်ပြီး Big Mom ရဲ့လက်အောက်ခံဖြစ်နေဖို့အတွက်ပြောလိုက်ပါရီပြီးတော့ဒါကလည်းစန်းကြီးရဲ့အဖေဖြစ်စေချင်တာပဲလို့ပြောလိုက်တော့စန်းကြီးကသူ့ရှိမှအဖေရဲ့အကြောင်းကိုမပြောနဲ့ပြောလိုက်ပါရီစန်းကြီးကဒါကသူ့ကိုဘိုင်မကောင်းဖြစ်စေတယ်လို့ပြောလိုက်ပြီးသူနဲ့ငါကအစောကြီးတွေကပြီးနေပြီအခုလဲငါဒါကိုစီးရင်ရှေ့မှုအတွက်လိုက်လာတာလို့သူကပြောလိုက်ပါရီ ဒါကိုကြတော့တာမာကိုကစံကြီကိုမောင်မောင်ကမင်းကိုအရေးပေးထားတာလို့ပြောလိုက်ပြီးအခုလိုမလုပ်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါအပြင်ဘစ်မောင်ကိုရိုင်းကလည်းစံကြီကပင်လယ်ပြင်ရဲ့ဆပ်ပေါ်မှုဝင်လုခဲ့တဲ့အပေါ်မှာလည်းသဘောကျနေခဲ့ကြောင်းတာမာကိုကရှင်းပြပါတယ်။တကယ်လို့စံကြီကသာသူမကိုကောင်းကောင်းချက်ကျွေးနိုင်ရင်ပိုပြီးအလေးပေးခံရမှာဖြစ်တယ်လို့လည်းပြောလိုက်ပါတယ်။ဒါကိုကြတော့စံကြီကငင်းလိုက်ပြီးသူ့ရဲ့လက်တွေကတကယ်ချင်းနေစားကောင်းတာတွေကိုချက်ကျွေးဖို့အတွက်ပဲလို့ပြောလိုက်ပါတယ်။ဒီတော့သူ့ကိုယ်တော်အရန်ဖိအားပေးခဲ့တာလို့ပြောလိုက်ပြီးစံကြီကတာမာကိုကိုမင်းတို့လိုမိတ်ဆွေပေါ့ ဘာသစ်စာမမရှိတဲ့သူတွေကိုချက်မကျွေးနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့တာမာဂူကအစံကြီးတယောက်ဘက်ကွမ်နဲ့ကိစ္စနဲ့ပတ်သက်ပြီးအခဲမကြီးတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်တာမာဂူကဘက်ကွမ်ကအလုပ်ကိစ္စကိုလူမှုရေးတွေနဲ့ရောထွေးပစ်ခဲ့တာလို့ပြောလိုက်ပြီး BGL လိုရက်ကမှန်တယ်လို့လည်းသူကပြောပါတယ်။အဲဒီအချိန်ဗီဒီယိုကရောက်လာပြီးပူတင်ရဲ့ပုံနှပုံကိုရလာတယ်လို့ဆိုတာအစံကြီးကိုပြဖို့လုပ်ပါတယ်။ဒါပေမဲ့အစံကြီးကတော့သူကလက်ထပ်မှမဟုတ်ဘူးလို့ပြောပြီးပုံကိုလည်းမကြည့်ခဲ့ပါဘူး။ဗီဒီယိုကတော့အစံကြီးကိုတခြားလောက်ဖြစ်ဖြစ်ကြည့်လိုက်ပါအောင်လို့ဆိုတာဇိုအတင်းပြနေတော့တာပါပဲ။ ဒါကြောင့်ဆန်ကြီးကလည်းကြည့်လိုက်တော့ချစ်စရာကောင်းမလေးကြောင့်ထုံးစံအတိုင်းနှာဘူးထကရင်းနေပါခုံနေခဲ့ပါတယ်။အဲ့ဒီအချိန်တိုင်းမီထဲမှာတော့အားလုံးကဆန်ကြီးရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေခဲ့ကြပါတယ်။ခဏကြာတော့ဆန်ကြီးကရောက်လာပြီးဗီဒီယိုကတော့ဆန်ကြီးကိုတရိုးသမီးကိုဘယ်လိုမြင်လဲလို့မေးလိုက်ပေမဲ့ဆန်ကြီးကဘာမှပြန်မပြောခဲ့ပါဘူး။ဒါကြောင့်ဗီဒီယိုကဂယုမဆိုင်ဘူးလေလို့ပြောကအနောက်ကလိုက်သွားခဲ့ပါတယ်။ပြီးတော့သူကဆန်ကြီးကို WEJ ကဘာစီးပွားရေးဂျာနယ်ကိုဖတ်ဖူးလာလို့မေးလိုက်ပြီးအဲ့ဒီထဲမှာလေကိုမီကိုဝစ်ဆောင်ပါတယ်လို့ပြောလိုက်ပါတယ်။ ဒါအပြင်ဂျိုးကြငန်းနဲ့အတူပင်လယ်ပြင်ပေါ်မှာပေါ်နိုင်တဲ့ဆက်ရုပ်ကိုလိုက်ပြီးစောင်းရှောင်နေတဲ့ရေတပ်ကာကွယ်ရေးသူရဲကောင်ဆိုရာရဲ့အကြောင်းတွေလည်းပါတယ်လို့ပြောပြပြီးဆိုရာအကြောင်းတွေကိုပြောပြနေပါတယ်။ပြီးတော့ဗီဒီယိုကစန်ကြီးကိုကဘာနဲ့မှာဆိုရာရဲ့ပြိသက်တွေရှိတယ်လို့ပြောလိုက်ပြီးဒါကတကယ်ရေတပ်သားတယောက်ရဲ့အကြောင်းကိုအခြေခံထားတာလို့လည်းပြောလိုက်ပါတယ်။ဒါကကလေးတွေအတွက်ရေတက်ကအမြဲတမ်းကောင်းနေစရာကိုပြဖို့အတွက်လမ်းညွန်တစ်ခုပဲလို့ဆိုလိုက်ပါတယ်။ဒါပေမဲ့ဗီဒီယိုကသူတကယ်စိတ်ဝင်စားတာကဆိုတာကိုမဟုတ်ပဲဂျာမာ66လို့ပြောလိုက်ပါတယ်။ သူတို့ကအမြဲတမ်းဆိုရာကိုကြောင်ပိတ်တိုက်ခိုက်ပြီးအခက်တွေ့စီရဲလို့ပြောလိုက်ပြီးသူတို့တွေကတကယ်ကိုမကောင်းဆိုးဝါးဟီးရိုးတွေပဲလို့ဝမ်းသာအားရပြောနေကြတာပါ။ဇန်ကြီးကတော့သူ့နောက်လိုက်ပြီးစကားများနေတဲ့ဗီဒီယိုကြောင့်စိတ်ရှုပ်နေပြီးပါဇက်ပိတ်ထားဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့ဗီဒီယိုကလက်မခံခဲ့ပါဘူး။သူကဂျာမာရီကဇလန်ရဲ့အကျိုးအတွက်အမြဲတမ်းအနစ်နာခံပေးရပေမဲ့သူကတော့ဂျာမာရီကိုအမြဲတမ်းအားပေးနေတာလို့ပြောပြခဲ့ပါတယ်။ဇန်ကြီးကတော့အဲ့ဒါကငါနဲ့မဆိုင်ဘူး။ငါ့ကိုဆွဲထည့်မနေနဲ့လို့ပြောလိုက်ပါတယ်။ဒါကိုတစ်ဖက်ကလာနေတဲ့ဂျီတိုကလည်းကြားသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့စံကြီးကအခန်းတစ်ခုရှိကိုရက်လိုက်ပြီးတကားဖွင့်မလို့တော့တကားကအတော်လေးကိုဖွင့်လို့ခတ်နေတာကြောင့်စံကြီးကတကားကိုထုလိုက်ပြီးအ мян ဖွင့်မှုအတွက်ပြောပါရည်။ဒါကိုကြားတော့တကားကအဲ့နေရာကနေနိုးလာပြီးဖွင့်ပေးလိုက်ပါရည်။ဒါကြောင့်စံကြီးကအထက်ကိုဝင်သွားတော့ဗီဒီယိုကငါကမင်းနဲ့တွေ့ရတာကိုဝမ်းသာနေရလို့ပြောပြီးလိုက်ဝင်လာပါရည်။စံကြီးကတော့ဗီဒီယိုကိုဒါကငါရဲ့အခန်းမလား။ငါရဲ့နောက်ကိုလိုက်နေတာကိုရက်လိုက်တော့လို့သူကပြောလိုက်ပါရည်။အဲ့ဒီအချိန်အထဲမှာရှိနေတဲ့စီစာကလည်းဒီခန်းကသူနဲ့လဲသက်ဆိုင်နေလို့ပြောလိုက်ပြီးအပြင်ကိုထွက်ခွင့်ပေးလို့ပြောလိုက်ပါရည်။ ပြီးတော့စီစာကသူ့လိုပါရမီရှင်တယောက်ကိုအခုလိုဆက်ဆံနေတာဘာလို့လဲလို့မေးပါတယ်။ဒါကိုကြားတော့ဗီဒီယိုကစီစာကိုအခုထိလက်မလျှော့သေးဘူးလားလို့ပြောလိုက်ပြီးစန်ဂျီကဘင်းစမော့ရဲ့သွေးပါတဲ့သူတယောက်ဖြစ်ပြီးတော့မကြခင်မှာဘင်းမောင်းမြဲတမတ်ဖြစ်လာတော့မှလို့လည်းသူကပြောလိုက်ပါတယ်။ဒါကြောင့်ဗီဒီယိုကစီစာကိုတန်ဖိုးခြင်းမတူဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့စန်ဂျီကဗီဒီယိုကိုသူကလက်ထပ်မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးအခန်းကနေထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာ JD ကရောက်လာပြီးစန်ဂျီကိုတနတ်တဲ့ချိန်ကအခုဗီဒီယိုကိုမောင်းထုတ်လိုက်တာလားလို့မေးလိုက်ပါတယ် ဒါကိုကြားတော့ဗီဒီယိုကဂေါတီကိုအပြည့်ဝင်တားလိုက်ပြီးစန်ကြီးကဒီလိုသဘောပြောတာမဟုတ်ဘူးလို့ဝင်ဖြောင်းပြလိုက်ပါတယ်။ဒါပေမဲ့စန်ကြီးကတော့သူကအဲ့လိုသဘောပြောတာလို့ပြောပြီးထက်ရန်စားနေတာကြောင့်ဗီဒီယိုကိုရောဂေါတီကိုပါအခန်းထဲကနေထွက်သွားဖို့အတွက်ပြောလိုက်ပါတယ်။စန်ကြီးရဲ့စကားကြောင့်ဂေါ်တီတယောက်ဒေါသထွက်သွားပြီးစန်ကြီးကိုငါ့ကိုထိလို့ရတယ်တကယ်ချင်းကိုတော့ထိလို့မရဘူးလို့ဆိုတာတန်းတန်းနဲ့ပြစ်ဖို့လုပ်လိုက်ပါရီဒါကြောင့်ဗီဒီယိုကအသေးအတန်တားနေချိန်ဂေါ်တီလို့ခေါ်တဲ့အတန်တန်ကထွက်လာပါရီဒီအတန်ကိုကြတော့ဂေါ်တီတယောက်နေစရာတော့မရှိတော့ပါဘူးအဲဒီနောက်မှာတော့ဘေးကမောင်းကရောက်လာပြီးဂေါ်တီကိုမင်းဘာလုပ်နေရလဲလို့မေးလိုက်ပါရီ ပြီးတော့မောင်မကကြောက်လန့်နေတဲ့ကော်တီကိုမင်းတစ်ခုခုအမားလို့ရင်ဒါမှမဟုတ်စံကြီးရဲ့လက်ညှိုးတစ်ချောင်းကိုတောင်ထိမိရင်မင်းရဲ့အဖေအသက်ခံရမှာလို့ပြောလိုက်ပါရီစိတ်ဆိုးနေတဲ့မောင်မကကော်တီကိုမင်းကိုအရင်ခေါင်းဖြတ်စေချင်နေရလားလို့မေးလိုက်ပါရီပြီးတော့မောင်မကကော်တီရဲ့နေရွက်ကိုဆွဲကထွက်သွားဖို့လို့ချိန်စံကြီးကဘေးမောင်ကိုတားလိုက်ပါရီဒါပေမဲ့ဘေးမောင်ကတော့စံကြီးကိုစိတ်အေးလက်အေးအနားယူဖို့အတွက်ပြောလိုက်ပြီးကော်တီကိုအပြစ်ပေးတဲ့အနေနဲ့ဒီညညစာထမင်းမစားရဘူးလို့ဆိုပြီးထွက်သွားပါရီဒါကိုမြင်တော့ဗီဒီယိုကစံကြီးကိုမင်းစိမ့်နောက်ရှက်ဖြစ်စေရင်တောင်းပန်ပါလေလို့ပြောလိုက်ပြီး ဂျာမားအကြောင်းကိုလည်းနောက်မှပဲနားထောင်တော့မယ်လို့ပြောကထွက်သွားပါရီဒါကိုမြင်တော့စန်ဂျီကတော့မောင်မကိုကြည့်ပြီးသူမနဲ့စင်နာပဲလို့ပြောနေပါရီတဖက်မှာတော့စီဇာကမင်းတို့ငါ့ကိုဘယ်လိုတောင်ရှုပ်ရဲတာလဲလို့အော်ဟစ်နေပါရီပြီးတော့စီဇာကသူ့အနေနဲ့ဘေကမောင်းမြက်လက်မှာအသက်ခံရတော့မယ်လို့အော်ဟစ်နေပါရီအဲဒီနောက်စီဇာကစန်ဂျီကိုမင်းကတိတ်ပြီးကန်ကောင်းနေဘေကမောင်းကမင်းကိုမြင်လာတော့အသက်ကိုကာကွယ်ပေးပြီးကောင်းကောင်းမွန်မွန်ထားတယ်လို့ပြောနေပါရီဒါကလည်းဘင်းစမုတ်ရဲ့သွေးကမင်းစီမှာရှိနေတာလေးတစ်ခုကြောင့်ပဲလို့စီဇာကပြောလိုက်ပြီးစန်ဂျီကတော့ဂယုမဆိုင်တယ်လို့တစ်ဖက်ကိုလှည့်နေပါရီ တစ်ဖက်မှာတော့လူဖီရိုတင်းမောပေါ်မှာငါးထိုင်များနေခဲ့ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေကပိတ်လီနေပြီးပူလွန်းလို့လည်းအရန်ကိုဒုက္ခရောက်နေပါပြီ။လူဖီကအပူဒဏ်ကိုမခံနိုင်တော့ဘူးလို့အော်ညင်းနေပြီးချောပါကလည်းပူလွန်းလို့သူ့ရဲ့အပေါ်ရေကွန်ကိုချွတ်ပစ်ချင်နေပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘက်ဒရိုကလည်းသူတို့လည်းအပူဒဏ်ကိုမခံနိုင်ဘူးလို့ပြောပြပါတယ်။ဘရိုကတော့စိတ်ပြက်လက်ပြက်ဖြစ်နေပြီးသူကြရင်အလောင်းကောင်ဖြစ်လာတော့မယ်လို့ပြောလိုက်ပြီးတော့ဘရိုကသူသားသေးဆုံးသွားရင်ပြန်လည်ရှင်သန်ထားမြောက်လာမှာမဟုတ်ဘူးလားလို့မေးနေပါတယ်။ပြီးတော့ဘရိုကနောက်ဆုံးအနေနဲ့ နာမီကိုမသိခင်နင်းရဲ့အတွင်းခံကိုကြည့်လို့ရမလားဆိုပြီးလဲတနာယူနေခဲ့သေးတာပါ။ဒါပေမဲ့နာမီကဘရုတ်ကိုရန်လုံးဖို့တော့အားမရှိတော့ပါဘူး။ဂေရိုတယောက်ကတော့နာမီရဲ့ပုံမှန်လဲကြနေပြီ။သူမကပူလိုက်တာလို့អော်နေပါရီ။နာမီကမုံတိုင်းကြောင့်သူရဲ့အစာရီစာရီကကုန်သွားခဲ့ပြီလို့ပြောလိုက်ပြီ။နောက်ထပ်ရာသီဥတုထပ်မပြောင်းခင်မှာငါးကိုရအောင်ဖမ်းဖို့အတွက်ပြောလိုက်ပါရီ။အဲလိုမှမဟုတ်ရင်တော့ဘေကမောင်းမြေကျုံးကိုမရောက်ခင်ပါပဲ။အားလုံးအစာပြတ်တဲ့တန်းရေပြတ်တဲ့တန်းကိုခံရလိမ့်မယ်လို့ပြောလိုက်ပါရီ။ ချောပါကတော့နာမီကိုသူတို့ကငါးရီကိုဖမ်းညင်ပေမဲ့ရေကားပူလွန်လို့ပွက်တောင်ပွက်နေပြီလို့ပြောပြလိုက်ပါတယ်။ဒါကိုကြတော့နာမီကလန့်သွားခဲ့ပြီးဒီပုံစံအတိုင်းဆိုရင်တော့ဒီနားမှာဘာငါးမှရှိမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ချောပါကရစုံတစ်ခုကိုသတိထားမိသွားကလည်းကြည့်လိုက်တော့သူတို့စီကိုလာနေတဲ့လူဖီကိုမြင်လိုက်ပါတယ်။လူဖီကချောပါကိုကြည့်ပြီးအေးပေါ်အစားစားလို့ပြောနေခဲ့တာကြောင့်ချောပါကလန့်သွားပြီးသူ့ကိုအဲ့လိုကြီးလာမကြည့်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ရေအောက်ကနေငါးကြီးတစ်ကောင်ကရောက်လာပြီးလူဖီရဲ့ငါးများချိတ်ကိုလာဆွဲပါတယ်။ ဒါကိုမြင်တော့ပေဒရိုကလူဖီကိုမင်းရဲ့ငါးမြားကြိတ်ကိုငါးတကောင်လာဆွဲနေပြီလို့ပြောလိုက်ပါရီအဲ့ဒီအချိန်ကဒူဖီကလည်းဒါကိုကြားပြီးငါးကိုပြန်ဆွဲယူခဲ့ပြီးတော့ပေဒရိုတို့ကရေအောက်မှာရှိနေတဲ့ငါးကြီးကြီးတကောင်ကိုမြင်လိုက်ရလို့ဝမ်းသာနေပါရီအဲ့ဒီနောက်မှာတော့လူဖီကငါးကိုရအောင်ပေါ်ဆွဲတင်ဖို့ကြိုးစားလိုက်ပြီးအားလုံးကလည်းလူဖီကိုအားပေးနေပါရီနောက်ဆုံးမှာတော့ငါးကတင်းမောဘော်ကိုရောက်ရှိလာပြီးအားလုံးကလည်းဝမ်းသာသွားခဲ့ကြပါဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါရီ အပိုင်း984ရဲ့အဆောက်မှာတော့လူဖီကငါးကိုတင်းမောပေါ်ကိုဆွဲတင်လိုက်ပေမဲ့ငါးကပြန်ပြီးထွက်ပြေးသွားခဲ့ပါရီ။ဒါကိုမြင်တော့လူဖီကငါးကိုအသေးအံပြန်လိုက်ပြီးသူကငါထွက်ကြတော့မယ်လို့အော်နေခဲ့ပါရီ။ဒါကိုမြင်တော့နာမီကအားလုံးကိုလူဖီကိုကူဆွဲထားဖို့အတွက်ပြောလိုက်တာကြောင့်အားလုံးကလူဖီကိုဝိုင်းဆွဲထားခဲ့ကြပါရီ။တစ်ဖက်မှာလည်းလူဖီကငါးကိုရအောင်ဇွမ်းနေပါထုတ်သုံးပြီးသူကငါးကိုစားမယ်လို့အော်နေခဲ့ပါရီ။ပေရူကတော့အစားမစားရတာကြာနေပြီဖြစ်လို့လူဗီကိုရအောင်လုပ်ဖို့ပြောပြီးနာမီကလည်းအစွမ်းနေထုတ်ပြလိုက်ဆမ်းမလို့အားပေးနေကြတာပါ ခဏကြာမှတော့ငါကလည်းအပေါ်ကိုရောက်လာပြီးအားလုံးလည်းလဲကျသွားခဲ့ပါရီ။အေးရမငါကြီးကိုကြည့်ကအားလုံးကပြောနေခဲ့ကြပါရီ။နာမီကတော့ဂဲရော့ကိုအခုအားလုံးအဆင်ပြေသွားပြီလို့ပြောလိုက်ပါရီ။ဒါပေမဲ့နာမီကငါရဲ့အယောင်ကထူးဆန်းနေတယ်လို့ပြောလိုက်ပြီးချောပါကလည်းစားလို့တောင်ရပါမလားလို့ပြောနေခဲ့ပါရီ။လူဗီကတော့စားလို့မရတဲ့ငါဆိုတာရှိလို့လားလို့ပြောလိုက်ပြီးငါ့ကိုစားဖို့လုပ်နေခဲ့တာပါ။ဒါကြောင့်ချောပါကလူဖီကိုခနာဆောက်မှုပြောကစန်ကြီးရဲ့ငါးမျိုးစုံအကြောင်းပါတဲ့စာအုပ်ကိုသွားရှာဖို့လုပ်ပါရီအထဲကိုရောက်တော့ချောပါကစန်ကြီးကိုတောင်းပန်လိုက်ပြီး ငါမင်းရဲ့တက်တာကိုဖွင့်မရမယ်လို့ခတ်တိုးတိုးပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ချော်ပါကစန်ကြီးရဲ့တက်တာကိုဖွင့်လိုက်ပေးမယ်။အထက်ကနေမင်းကလေးအကြောင်းရေးထားတဲ့စာအုပ်တွေသာထွက်လာခဲ့ပါတယ်။ဒါကြောင့်ချော်ပါကစိတ်ညစ်သွားပြီးသူစာအုပ်တွေကြားထဲကနေငါအကြောင်းပါတဲ့စာအုပ်ကိုအသေးတန်လိုက်လံရှာဖွေခဲ့ပါတယ်။ခဏကြာမှတော့ချော်ပါကစာအုပ်ကိုရှာတွေ့သွားပြီးသူတို့ဖမ်းမိထားတဲ့ငါအကြောင်းကိုလိုက်ရှာခဲ့ပါတယ်။ပြီးတော့ချော်ပါကငါးနဲ့ပတ်သက်တာတွေကိုတည်သွားပြီးလန့်သွားခဲ့ကလူဖီကိုအရေကုံကရန်ကိုအစိတ်ပြင်းတာကြောင့်မစားဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့အပြင်ဘက်မှာတော့လူဖီကငါးရေကုံကိုခွာစားနေခဲ့ပါပြီ။ နာမီကဒါဂိုမြင်တော့လူဖီကိုသူကင်ကျွေးပါမယ်လို့ဆိုကခဏဆောင်မှုအတွက်ပြောလိုက်ပါရီဒါဂိုမြင်တော့ချောပါကလူဖီကိုငါရဲ့ရေကုန်ကအစိတ်ရှိတယ်လို့ပြောပြလိုက်ပါရီအဲဒီနောက်လူဖီကဘယ်လိုလုပ်မလဲသူစားလိုက်ပြီလို့ပြောလိုက်ပါရီချောပါကတော့လူဖီကိုအစဉ်ပြေလာလို့မေးတော့လူဖီကဘာမှမဖြစ်ဘူးလို့ပြောလိုက်ပြီးတကယ်အစိတ်ရှိတာရောဟုတ်ရဲ့လားလို့မေးလိုက်ပါရီဒါကြောင့်ချောပါကစန်ကြီးရဲ့မှတ်တမ်းမှာမှားစရာမရှိဘူးလို့ပြောလိုက်ပါရီဘရိုကတော့ငါကစားလို့မရဘူးဆိုတော့လွှင့်ပြလိုက်ရမလားလို့မေးလိုက်တော့လူဖီတယောက်စိတ်ပြတ်သွားခဲ့ပါပြီဘာဖြစ်လို့လဲဆိုတော့သူကဒီအတွက်အရန်ကိုစူးစမ်းထားရလို့ပါ အဲ့ဒီအချိန်ချောပါကတော့ငါ့ကိုအေးကွန်ခွာလိုက်ရင်စားလို့ရပြီလို့ပြောပြလိုက်ပါရီဒါကိုကြတော့လူဖီကစားမယ်လို့ပြောလိုက်တော့နာမီကသူ့ကိုပိတ်ရိုက်လိုက်ပြီးထပ်ပြီးပြောင်းဆန်အောင်လုပ်အောင်မလားလို့မိလိုက်ပါရီဘရုတ်ကလည်းလူဖီရဲ့မိဖို့ကြောင့်ပြောင်းဆန်တဲ့ဟင်းကိုမစားချင်တော့ဘူးလို့ပြောလိုက်တာကြောင့်နာမီကအားလုံးကိုသူ့ချက်ကျွေးမယ်လို့ပြောလိုက်ပါရီအရင်ဆုံးနာမီကအသားရီကိုပေါင်းလိုက်ပြီးစန်ကြီးရဲ့အညွန်းထဲကအတိုင်းအားလုံးကိုချက်နေခဲ့ပါရီခဏကြာတော့အနန်းကမွေးလာပြီးနာမီကဒါကစန်ကြီးငါဟင်းချက်တဲ့ပုံစံပဲဖြစ်လိမ့်မယ်လို့သူမကပြောလိုက်ပါရီ နောက်တော့နာမီကငါးအသားတွေကိုစပွဲပေါ်ခင်းပေးလိုက်ပြီးအားလုံးကိုစားလို့ရပြီလို့ပြောလိုက်ပါရီဒါကိုမြင်တော့ကဲရော့ရုကမြင်သွားပြီးစားတော့မယ်လို့ပြောလိုက်တာကြောင့်ဘရော့ကအားလုံးကိုငါတို့လည်းစားကြရအောင်လို့ပြောလိုက်ပါရီဘက်ဂွမ်ကဒါကရသာရှိလိုက်တာလို့ပြောနေပြီးဘက်ဒရူကတော့ကောင်းလွန်းလွန်းမျက်ရည်တွေပါကျနေခဲ့ပါပြီအဲ့ဒီအချိန်နာမီကချောပါစီကိုငါးအသားတွေကိုယူသွားပေးပြီးအစားစားဖို့ပြောလိုက်ချိန်ချောပါကမျက်ရည်နဲ့မျက်ခွပ်ဖြစ်နေပါရီအနောက်မှာတော့လူဖီကအစိတ်ကြောင့်ဆက်ဆန့်နေလဲနေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းအေးဆက်နေပါရီဒါကြောင့်ချောပါကဝမ်းနည်းနေပြီး သူကနာမီကိုလူဖီကိုကယ်ဖို့အတွက်ပြောလိုက်ပါလေနာမီကတော့ဘာပဲဖြစ်ဖြစ်လူဖီကိုယူဆိုင်ဖို့နေလဲအားရှိမှဖြစ်တယ်လို့ဆိုကချော့ပါကိုငါးပကံပေးလိုက်ပါလေဒါကိုချော့ပါကလည်းလက်ခံလိုက်ပြီးသူကကျွန်းနှကျွန်းမှာရက်ဖို့လိုတယ်လို့ပြောလိုက်ပါလေဘာဖြစ်လဲလဲဆိုတော့ချော့ပါကသူတို့မှာဆေးရီအလုံးလောက်မရှိတော့လို့ပါတဖက်မှာတော့နာမီကကျွန်းနှကျွန်းကိုရှာဖို့ကမလွယ်သေးဘူးလို့ပြောပြတယ်အဲ့ဒီအချိန်ချော့ပါကငါးကိုစားလိုက်ပြီးကောင်းတယ်လို့တယောက်တည်းပြောလိုက်လူဖီကိုစိတ်ပူလိုက်နဲ့ငိုလိုက်လုံနေခဲ့ပါလေတဖက်မှာတော့လူဖီကဒီလောက်ဖြစ်နေတာကိုတော့မှသူဟာဟင်းနဲ့ငိုရပြီးစားမယ်လို့ပြောနေခဲ့သေးတာပါ အဲ့ဒီနောက်အလုံးကလူဖီရဲ့ခြေနေကိုလာကြည့်ခဲ့ကြပြီးဂေရော့က လူဖီဆင်ပြေလာလို့မိလိုက်ပါရီလူဖီကမြစ်ကြီးကလှလိုက်တာလို့ပြန်ပြောနေခဲ့ပါရီဒါကိုကြတော့ဂယောင်ကရန်းနေပြောနေတဲ့လူဖီကြောင့်ဂေရော့တို့ကလန့်လာခဲ့ပါပြီအဲ့ဒီအချိန်ပတ်ကွမ်ကထလာပြီးငါတို့ဘစ်မောင်မြင့်နေပြီတဲ့ကိုရောက်လာပြီလို့ပြောလိုက်ပါရီပြီးတော့ပတ်ကွမ်ကဒီနားပတ်ဝန်းကျင်ကကျွန်းနေရှိတယ်လို့ပြောလိုက်ပြီးတော့ကျွန်းတစ်ခုကြရင်ရက်ပြီးလူဖီအတွက်ဆေးချလိုက်ကြတာပေါ့လို့ပြောလိုက်ပါရီဒါကိုကြတော့နာမီကလက်ခံလိုက်ပါရီအဲ့ဒီအချိန်အပေါ်ကနှင်းတွေလိုကြလာတာကြောင့်နာမီကအံ့ဩသွားပြီးဒါကနှင်းနေလာလို့မိလိုက်ပါရီ ဒါပေမဲ့သူကဒါဟာစကြာဒိတ်နေဆိုတာချက်ချင်းမဲတည်သွားခဲ့တာကြောင့်အန်အောနေပြီးချော်ပါရုကတော့ပြောနေခဲ့ပါရီအဲ့ဒီအချိန်ပကွန်ကတော့အားလုံးကိုမင်းတို့အားလုံးပုံနေဖို့လိုအပ်တယ်လို့ပြောလိုက်တာကြောင့်အားလုံးအန်အောသွားချိန်ပက်ဒရိုကသူကင်းဆောင်ပေးမယ်လို့ဆိုတာအပေါ်ကိုတက်သွားခဲ့ပါရီတိတ်မကြခင်ပက်ဒရိုကသူရှိရကိုလာနေတဲ့တင်းမော်ဒစီကိုမြင်လိုက်ရပြီးအားလုံးကိုအချက်ပြလိုက်ပါရီဒါကိုကြားတော့ပကွန်ကအားလုံးကိုပုံနေခိုင်းပြီးချော်ပါကတော့အချိန်နေဖို့ဆိုးလာတဲ့လူဖီကြောင့်အစိတ်ဖြေစေးကိုမေးဖို့ပြောလိုက်ပါရီပကွန်ကလည်းသူမေးပေးမယ်လို့ပြောလိုက်ပြီးအားလုံးကိုပုံခုခိုင်းကဆောင်းခိုင်းလိုက်ပါရီ ဒါပေမဲ့တဖက်ကလီကပတ်ကွန်ထင်တယ်လို့မျိုးကင်းထောက်လီစီမဟုတ်ခဲ့ပါဘူး။တဖက်ကလာနေတာကဂျာမန်ရဲ့လေဖြစ်နေခဲ့ပါရီ။ပတ်ကွန်ကအံ့ဩနေပြီးဒါကအလုံးကိုကင်းထောက်လီမဟုတ်ဘူးလို့လည်းပြောလိုက်ပါရီ။အဲ့ဒီအချိန်နာမီတို့ကလည်းတဖက်ကပေါ်လာတဲ့လှည့်ရဲ့ပုံစံကိုကြည့်နေပါရီ။ဒါအပြင်ဘရုတ်ကလည်းနမတ်ပါရီလို့ပြောပြလိုက်ပါရီ။ဒါကိုမြင်တော့အလုံးကအပြင်ကိုထွက်လာကြည့်ကြပြီးနာမီကဒီလီကစန်ဂျီရဲ့အဖေဦးဆောင်နေလှည့်ပဲလို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်တဖက်လီပေါ်ကနေတယောက်ကထွက်လာပါရီ။ပြီးတော့သူကနာမီတို့ကိုလမ်းစကားပြောလိုက်ချင်းနာမီက သူမတို့ဒီမော့ကတစ်ဖက်ဒီမော့ကိုတိုက်မိတော့မယ်ဆိုတာကိုမြင်သွားခဲ့ပါတယ်။ဒါကြောင့်နာမီကအားလုံးကိုလှေကိုပြန်လှည့်ဖို့အတွက်အားလုံးကိုပြောလိုက်တာကြောင့်ချောပါကလည်းရွက်တီကိုထိမ့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ချောပါကတစ်ဖက်ဒီမော့ဘော်ကရက်နေတဲ့သူကိုမြင်သွားပြီးစံကြည့်လို့ပြောလိုက်ပါတယ်။အားလုံးငြိမ်သွားတော့နာမီကလည်းစိတ်အေးသွားရပြီးငါတို့မတိုက်မိတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ချောပါကတော့ပြေးသွားပြီးသူကစံကြည့်ကိုအော်ခေါ်နေခဲ့တာပါ။အဲ့ဒီနောက်မှာဘရူတိုကလည်းမြင်သွားပြီးစံကြည့်လို့အော်နေခဲ့ပါတယ်။ဘယ်ဒရူကတော့လွယ်လွယ်နဲ့တွေ့သွားတာကကံကောင်းတာပဲလို့ပြောနေခဲ့ပါတယ်။ ချောပါကတော့စန်ဂျီကိုလူဖီကစိတ်ရှိတဲ့ငါးကိုစားထားမိတယ်လို့ပြောပြပြီးဖြည့်ဆည်းပေးဖို့အတွက်တောင်းနေခဲ့တာပါဒါပေမဲ့တစ်ဖက်ကလူကတော့ဘာမှမပြောဘဲသူတို့ကိုရက်ကြည့်နေခဲ့တာကြောင့်ချောပါကစန်ဂျီကိုငါတို့ပြောနေကြကြားလာလို့မိလိုက်ပါတယ်အဲ့ဒီအချိန်တစ်ဖက်ကလူကသူတို့ကိုငါ့ကိုစန်ဂျီလို့မခေါ်နဲ့လို့ပြောလိုက်ပြီးသူ့ရဲ့အုတ်ထုတ်ကိုချွတ်ပြလိုက်ကငါကယွန်ဂျီလို့ပြောလိုက်ပါတယ်ပြီးတော့ယွန်ဂျီကသူ့ကိုပါဇက်ဟောင်းသားနဲ့ကြည့်နေတဲ့နာမီတို့ကိုမင်းတို့လူမိုင်းရင်လဲမှားမှာပေါ့ငါကသူနဲ့အတော်လေးကိုတူးနေတာပဲလို့ပြောလိုက်ပါတယ်ပြီးတော့ယွန်ဂျီကချောပါတို့ကို ငါနဲ့မင်းတို့တငယ်ချင်းနဲ့ဆက်ဆံရေးကလှစ်ဝှက်ချက်ပဲလို့ပြောလိုက်ပါရီဒါကိုကြားတော့နာမီတို့ကယွန်ဂျီကစန်ဂျီရဲ့ညီဆိုတာကိုတန်းတီသွားခဲ့ပါရီယွန်ဂျီတယောက်ဒါကိုတီသွားပြီးလန်သွားခဲ့ပါရီနာမီကစန်ဂျီမှာလည်းညီတယောက်ရှိတယ်လို့ပြောပြခဲ့ခြင်းယွန်ဂျီကနာမီကိုမြင်သွားပြီးချစ်စရာလေးလို့ဆိုကခုံပေါက်နေခဲ့ပါရီတကယ်ကိုပဲစန်ဂျီအတိုင်းဖြစ်နေလို့ချောပါကဒါကစန်ဂျီမဟုတ်တာတေးကြလာလို့ပြောနေခဲ့တာပါတစ်ဖက်မှာတော့ခုံပေါက်နေတဲ့ယွန်ဂျီကိုတယောက်ယောက်ကနာမီတို့ကစန်ဂျီကိုလာပို့ပေးတာမဖြစ်နိုင်ဘူးလားလို့ပြောပါရီဒါကိုကြားတော့ယွန်ဂျီကလည်းလက်ခံလိုက်ပြီး ဒါဆိုငါတို့လွဲသွားပြီပေါ့လို့ဆိုတာပြန်ဖို့ကိုပြောလိုက်ပြီးဒါကအလကားခီးစဉ်တစ်ခုဖြစ်သွားပြီပဲလို့ပြောလိုက်ပါရီအဲ့နောက်သူတို့ကထွက်သွားဖို့လုပ်နေချိန်ချောပါကယွန်ကြီးကိုစန်ကြီးကိုလမ်းခေါ်လိုက်ပါရီဒါကိုကြတော့ယွန်ကြီးကသူ့ရဲ့နာမည်ကစန်ကြီးမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်အဲ့နောက်မှာတော့ချောပါကလူဖီအတွက်ဖြည့်ဆည်းရှိရင်ပေးခဲ့ဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီအချိန်စိတ်တွေကလူဖီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတဖြည်းဖြည်းနဲ့ပြန်လာနေခဲ့ပါပြီဒါကိုမြင်လိုက်ရတဲ့ချောပါကမကောင်းတော့ဘူးလို့ပြောလိုက်ပြီးယွန်ကြီးစီမာဖြည့်ဆည်းရဖို့အတွက်တောင်းဆိုနေခဲ့ပါရီ ချော့ပါကသူတို့မှရှိသမျှနဲ့ကုထားပေမဲ့စေးရီကမလောက်ဘူးလို့ပြောခဲ့ပါရီဒါကိုကြားတော့ယွန်ကြီးကခဏစဉ်းစားနေပြီးသူက မပေးချင်ဘူးလို့ပြောလိုက်ပါရီသူ့ရဲ့စကားကိုကြားတော့နာမီကစန်ဂျီလိုနာဘူးချင်းတူတာပေမဲ့အကျဉ်းအားတရားရှိတာချင်းကမတူဘူးလို့ပြောလိုက်ပါရီယွန်ကြီးကတော့ချော့ပါတို့ကိုကြည့်ပြီးမင်းတို့ကပင်လယ်ဓားများတွေပဲဖြည့်စည်းလိုချင်ရင်လာလူယူလိုက်လို့ပြောလိုက်ပါရီဒါကိုကြားတော့ပေဒရူကသူ့ရဲ့ဓားကိုထုတ်ပြီးတိုက်ခိုက်ချင်နေတာလားလို့မေးလိုက်ပါရီအဲ့ဒီချိန်ယွန်ကြီးနောက်ကနေအမျိုးသမီးတစ်ယောက်ကပေါ်လာပြီးယွန်ကြီးကိုပင်လယ်ထဲကန်ချလိုက်ပါရီ ဒါကိုမြင်တော့အားလုံးကအံ့ဩသွားခဲ့ကြတယ်။အမျိုးသမီးကလူဖီရဲ့တင်မောပေါ်ကိုရောက်လာပါရီ။ယိုဒီယာရောက်လာတဲ့မိန်းကလေးကိုမြင်တော့ကေရော့ကတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပြီးကျူးကျော်သူရှေ့ရလို့လည်းပြောလိုက်ပါရီ။ပြီးတော့ကေရော့ကမိန်းကလေးကိုမင်းကဘာသူလဲလို့မေးလိုက်တယ်။တဖက်မှာလည်းနာမီတို့အားလုံးကအမျိုးသမီးကိုကြည်ကအံ့ဩနေခဲ့ကြကြတယ်။အမျိုးသမီးကပြုံးလိုက်ပြီးအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါရီ။ပြီးတော့သူမကချောပါရူအားလုံးကိုသူမရဲ့မောင်ပြုမှုနဲ့ပတ်သက်ပြီးတောင်းပန်ခဲ့ပါရီ။ဒါအပြင်အမျိုးသမီးကသူ့ရဲ့မောင်ကရင်ရင်လေးယူနေခဲ့တာပါလို့ပြောလိုက်ပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါရီ။